ညာဒီနေ့စီရင်ကတော့တပတ်တိထူးခြားပြခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးမယ် DPP Weekly News Digest စီစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်တော်ပီတာအောင်နဲ့တူ DPP ကဝိုင်းသင်းသမားတွေဖြစ်တဲ့ဦးမောင်တူတောင်ဝင်းထွန်းနဲ့ Western News ထဏာကကိုနာခွန်ညိုတို့ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာโอเคကိုစစ်ပတ်မှာထူးခြားသတင်းဖြစ်စဉ်တွေကတော့စကိုင်းတိုင်းတပင်းမြို့နယ်ဟုတ်တယ်ကြီးကျွာစာတင်ကြောင်းကိုစစ်ကောင်စီလေတက်ကပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမ24ယောက်တိစုံခဲ့ရတယ်ပတ်သက်ပြီးတော့ကုလသမဂ္ဂမှာညီမသက်မကြီးဦးချုံတို့က ပြောကြလိုက်ပြီးတော့ဘုံကျဲလူတက်တာတွေရက်တက်ပြီးဖို့နဲ့စေုပ်စုကိုကူညီပတ်ဖို့နေတာတွေရက်တက်ဖို့တောင်းဆိုလိုက်တဲ့တဲ့တော့အိုတိတ်နေကျွေးရလေကြောင်းတက်ခဲမှုဖြစ်စင်တဲ့ဆက်ဆက်တဲ့အချက်လက်တွေကိုမျှဝေပေးဖို့ဝန်ထမ်းငယ်ဆိုင်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရန်နေရာအဲအမေကတောင်းခံလိုက်တဲ့တဲ့တော့ဒီစစ်ကောင်စီကျွလွန်နေတဲ့ဆီယာဇွေမှုတွေကိုနိုင်ငံတကာကအရေးယူပေးဖို့ NLD ပါတီကတောင်းဆိုလိုက်ပြီးတော့ဒီစစ်ကောင်စီတမ်းမှာလေရင်စီတွေတင်ဖို့နေတဲ့နိုင်ငံတွေကိုပိတ်ဆို့အရေးယူဖို့ ာဆီယံလက်ကျမလေးရှားနိုင်ငံကို fortify right လူခွေအဖွဲ့ကတောင်းဆိုလိုက်တဲ့တဲ့လင်းအော်ရခိုင်ပြည်နယ်ရသေးတောင်ကျောက်တော်အခရနီပြည်နယ်မှာရှိတဲ့ဘန်ကောက်ဆစ်ချောင်းစကဲနောက်မော်ချီမိုးပြဲမိုးကုတ်နောက်ချိုကန်ကော်ဆရဲ့ဒေသတွေကိုစစ်ကောင်စီကဒီကြောင်ကနေနေစဉ်ပြင်းထန်ပုံကျဲတိုက်ခတ်နေလို့ကလင်းငယ်တွေမြို့သမီးတွေနဲ့ရဲသားပြည်သူတွေထိခိုက်ပျက်ဆုံးပြီးတော့နေအိမ်တွေများပြားထိခိုက်ပျက်စီးသွားကြတဲ့တဲ့လင်းတော့တင်လိုက်တိုင်းဘိတ်ဒဝဲခိုင်မှာရှိတဲ့ KNU တပ်မှကျုပ် အောင်နေရာမှာရှိတဲ့ထိခိဒေသကိုဒေါ်လာရေးတက်တွေကအလုံးစုံပြန်ပြီးသိမ်းပိုက်လိုက်တာနဲ့ရောက်ရီမြို့နယ်မှာတော့တိုက်ပွဲပြေးဆိုင်လို့ဒေသခံ400လောက်ခိုင်းနိုင်ငံဘက်ကထပ်ပြေးတိရှောင်ပြေးရတဲ့တရင်တွေရှိပါတယ်။နောက်စဒီစကိုင်းကလေးဘေးကြုံတွေ့နေရတာရပောင်း90ကျော်ရှိလာပြီဖြစ်ပေမဲ့ကလေးဘေးတင်စကိုင်းတဲရောဝန်တွင်60ရမဲတင်အင်းလီစားရဒေသတွေမှာပြန်လည်ထူထောင်ရေးတွေပြည်ပြပြပြင်းမစတင်နိုင်သေးတဲ့တရင်နဲ့မိုင်းလီမှာတော့ကလင်းဘေးပြည့်စည်တွေမြေမကောင်းလို့ဆိုပြီးတော့စီပင်ကတပြားတွေကဆိုင်လို့ ငလင်ဘေးတဲ့မိလူတွေထပ်ပြီးတော့အခက်ကြုံနေရတဲ့တွင်နောက်စကိုင်းငလင်ဘေးကြီးတက်ရောက်တဲ့ဒေသတွေမှာနေထိုင်ကြတဲ့လူသမားအပေါင်း၃တန်းခွဲလောက်ဟာအလောက်ကိုင်းနေဆုံးရှုံးပြီးတော့ဝင်ငွေမရှိဖြစ်နေလို့အကူအညီတွေပေးကြဖို့ပြည်ပဆိုင်လူသမားအဖွဲ့အလူကတိုက်တွန်းလိုက်တဲ့တွင်နောက်ဒီအချိန်ကလောက်ကလာစာတုံးပြပေးဖို့လိုင်းသာနောက်ပိုင်းနော်ဒါဆက်မှုစုံမှာရှိတဲ့ချမ်းရီပနာအနက်ဆက်အောင်ကအလူသမားပေါင်း၆တောင်ကျော်လောက်ဆန္ဒပြနေကြတဲ့တွင်ရှိပါတယ်နောက်အချိန်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဟောင်း ဦးလဇော်ဇောင်ဟရာကအသက်69နှစ်အရွယ်မှာဝင်လွန်သွားတဲ့တွင်နောက်တစ်ခါအနေနဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါက်ဆဆုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ဆယ်ရတွင်းမှာမွေးနေ့ဆုတောင်းပေါင်း7000ကိုစုဆောင်းပြီးတော့ကမ္ဘာစံကြီးတရားလှုပ်ဆောင်မှုရှိနေတဲ့တည်နေရှိပါတယ်စီဝိုင်းတဲ့နေပဲဆက်မယ်ဆိုရင်တော့ရှမ်းပြည်မြောက်ပိုင်းတိန်းနီမြို့ပအဝင် MNDA ထိန်းချုပ်ထားတဲ့ကုကန်ဒီသားတွေမှာဒီတရုတ်နိုင်ငံသားတွေကဆိုင်ကန်းတွေမြေခွက်တွေနဲ့လိုက်လံငားရမ်းပြီးတော့စီဝိုင်းရေလောက်ကန်လာများလာတဲ့တဲ့ ောင်ကလေးမေဒီတာကိုတွားရောက်လည်ပတ်ကြဖို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ပြီးသွားလာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းတွေရှိပါတယ်။အင်္ဂါသတင်းပေါ်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြည်လဲကွေအရက်နိုင်ငံခီးစင်အတွင်းမှာကာတာလီကျောင်းလိုက်ကဒီအမေရိကန်ရဲ့ဘူရင်းလင်းတွေထုတ်လို့နေရာကနေပြီးတော့ကျယ်လင်းတွေဝယ်ယူဖို့ဒေါ်လာဘီလီယံနေရာတန်စာချုပ်ချုပ်ဆိုခဲ့တဲ့သတင်းအော်ရုရှားယူကရိန်းညနေဆွေးနွေးပွဲကိုတူရကီနိုင်ငံအစ္စတန်ဘူမှာကျင်းပတာမှာကမ္ဘာပူတင်နဲ့ဒေါ်နယ်ထရန့်တို့တက်ရောက်ခဲ့တဲ့တွင်နောက ဒီတိုက်ပွဲတွေပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်တွေတို့မှာတော့ဒါပြစ်ခတ်ရစေဒီသဘောတူညီမှုရသွားပြီးတော့လေဆိပ်ကိုပြန်လည်ဖွင့်လိုက်တဲ့သတင်းတွေရှိပါတယ်။အော်ပထမဆုံးအနေနဲ့ဒီလေကြောင်းတိုက်ခိုက်မှုသတင်းတွေနဲ့ပဲကျွန်တော်အရင်ဆုံးစတင်ပါတယ်။ဒီအလင်းလောက်ခတ်ပြီးနိုင်ငံကအတိုင်ဝမ်းကနေပြီးတော့လူသားချင်းစာနာတဲ့အနေနဲ့ပြောဆိုဆက်ဆက်မှုတွေပိုလို့လာတဲ့အချိန်မှာအခွင့်အရေးပြီးတော့စစ်ကောင်စီကတစ်ပတ်မှာရဲသားပြည်သူတွေကို ကျန်ပဲဘုံကျဲတပ်ဖြတ်မှုတွေပြင်းထန်လောက်လာတာမြင်တွေ့ရပါတယ်သူတစ်ပြင်းဒီတစ်ပတ်တည်းမှာတပင်းမျိုးနဲ့ဘိုးတိတ်တွင်ကြီးရွာစာတင်ကြောင်းဒီကြောင်းတိုက်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဥမောက်တို့အရင်ဆုံးသုံးသပ်ပြပြပြပါလားခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီအိုးတိတ်တွင်ရွာပေါ့နော်ဒီပင်းမျိုးနဲ့ဒီမြန်မာကျော်ပြီးကဘာကျော်သွားတဲ့ဖြစ်ရပေါ့နော်ဒီတကယ်တမ်းကျတော့စစ်ကောင်စီကစစ်သားအင်အားတွေနှဲလာတယ်စစ်မှုထမ်းတွေစုဆောင်းတဲ့ခါမှာလည်းအဲနောက်တက်တဲ့ကလေးတွေကဟိုစီစစ်တွေပြေးသွားမယ်နော်အဲ့ကကြတော့လင်းရောင်းတွေပဲတုံးရတာပေါ့ စိတ်သက်စိတ်သက်စိတ်တင်ရေးရအောင်အဲ့ကဒီ၄နှစ်အတွင်းမှာဆိုရင်မှတ်တမ်းနေမှာဆိုရင်အချိန်9000လောက်ရှိပြီလေကျောင်းပုံကျဲတာလေအဒီတက်လည်းအခုလည်းဆက်လုပ်နေတာပေါ့နော်အဒီအိုဒိန်အတွင်းမှာကျောင်းမှာဘာကြောင့်နာမည်ကျော်သွားလဲဆိုတော့ဒီကလေးကြီးပဲကွာအခု22ယောက်ပေါ့နော်ဆီယမ2ယောက်နေအလုံး24ယောက်တည်တယ်ဆိုပြီးတော့ဟောကျွန်တော်တင်သိရတယ်အဲဒီကဘာမှာလည်းနာမည်ကျော်တော့ပေါ့နော်ကဘာလည်းနာမည်ကျော်တဲ့ခါကျတော့ဟိုသူတို့ဘက်ကလည်းဒါဟိုချစ်ကောင်စီဘက်ကလည်းဒါကိုလိုက်ဖုံးဖိပြီးတော့ ကျုပ်တို့မဟုတ်ပါဘူးသူတို့ရဲ့စစ်လော်ဘီတွေကလည်းဒါဟိုအောက်ကဘုံးလုံနေတဲ့နေရာတွေမှာပေါက်လာပါဆိုတော့ဒါနာမည်ကျော်သွားတာပေါ့ဟိုဒီတိုင်းနေတော့မှဟိုအခုအငင်းပွားပြီးတော့မဟုတ်ဘူးဟုတ်တယ်နဲ့ဖြစ်နေတော့ပို့ပြီးတော့နာမည်ကြီးတာပေါ့နော်အမေလာစနေရဲ့နေရာဖြစ်ခဲ့တယ်အဲဒီပင်းမျိုးနဲ့ဥတီတေးရွာကလီလီတွေကစမွဲဖြီးဖို့ပေါ့နော်ပြင်နေတော့စမွဲဖြီးဖို့ပြင်နေတဲ့အချိန်မှာဘုံးနဲ့ကျဲတော့ဒါအဲ့ဒီချစ်ပြင်းမဲ20လောက်တည်တယ်အဲဒံယာလေးကလည်းအများပြပေါ့နော်50 60တရား ြတိချအောင်မီနိုင်တဲ့အနေထားပေါ့လေ။အခုကတော့ဟိုဒီချပြလပြက်ဒီဟိုအမီမဖော်နိုင်တဲ့သူတွေတော့ကြိုလိုက်ပြီ။ဟိုအလောင်းလေးကောင်းကောင်းမွန်ရတာလေးတွေတော့ရှိသေးတယ်။ဒီနေ့က၄ရက်မြောက်ပေါ့နော်။ဆိုတော့ဟိုနိုင်ငံတကာကအတန်ကြီးကြားနာလာရတာလေ။ဒီကျောင်းသားသမားကမာပြီးတဲ့မှာကျောင်းသားသမားတွေကကန့်ကွက်တယ်။ဒီ NUG လူ့ခွင့်ရေးဌာနကလည်းဒါစစ်ရာဇဝမှု ဖြစ်တယ်ပေါ့နော်အဲဒါကိုတကယ်အေးအေးယူနိုင်ဖို့သူတို့ပြင်ဆင်ပြီးတော့ shift step ပြီးလောက်ကင်သွားမယ် ဆိုပြီးတော့အဲဒီပြင်ညာရထုတ်ခဲ့တယ်ဒီကဘာကုသမကဒီအတွင်မှုချုပ်ကဒါဒါကန့်ကွက်တယ်ဒီကိစ္စကိုနောက်ပြီးတော့ UK ကဒါအာရှပစိဖိတ်ဝန်ကြီးကကန့်ကွက်တယ်နိုင်ငံတကာလည်းကန့်ကွက်နေတာပေါ့နော်ဆိုတော့အဲ့ဒါတွေကအခုကဟိုတော်တော်လေးကိုခြေခြေလောင်လောင်ဖြစ်နေတဲ့အနေဒါပေါ့စစ်ကောင်စီကတော့ထုံးတဲ့အတိုင်း MRTV တို့ဒီမြောက်ဒီတို့ကနေပြီးတော့သူတို့မဟုတ်ရပါဘူးအဲစစ် lobby တွေကလည်းဒါမဟုတ်ဘူးပေါ့နော်သူတို့ဘုံလုံးတဲ့နေရာဆိုကာနေပြီးတော့တုတ်ထားပေါက်တာဆိုတော့ ကျောင်းထဲမှာပေါ့နော်ကျောင်းထဲမှာကျောင်းသားလေးတွေလည်းစာသင်နေတယ်ဘုန်းကြီးကလည်းအဲ့ဘေးမှာလုံနေတယ်ဆိုလို့သူတို့ဝါဒဖြန့်ကြတာအဲ့ဒါရှင်းတော့မကြီးတဲ့အနေထားတွေနဲ့တချို့စစ်လော်ဘီဆိုလို့ရှိရင်ဒါဟိုဒါဒါသဘုံနေနေတဲ့နေရာပေါ့နော်ဒါကျဲတာကောင်းတယ်တော့များများစစားပါထပ်ကျဲကြပါဆိုပြီးအဲ့လိုထပ်ပြောတော့သူတို့လောက်တာပဲဒါဝန်ခံတဲ့အပိုင်းရှိတာပေါ့ဒီထိပ်ပိုင်းကနေပြီးတော့ GDO TV တွေကနေပြီးတော့မဟုတ်ပါဘူးပြောနေတဲ့အချိန်မှာအစ်စ်လော်ဘီတွေကအလောက်ကြဒါလုံးတင်တယ်ဆိုတာမျိုးနဲ့အဲ့လိုမျိုးလည်းရှိတယ် ဆိုတော့ဒါကတော့တကယ်ဥမာပေါ့ဘယ်လိုခေါ်မလဲဒီစစ်ကောင်စီကအခုလည်းဆက်လုပ်နေတယ်အခုလည်းဒီအခုဥပဒေစတင်ထဲမှာကြားနေတာဟိုမကွေးတိုင်းကန်ကောမှာကြောင်းကြောင်းထက်ကျဲပြန်ပြီဆိုတော့ခါကြတော့ဟိုဒါတော့အချင်းနေဆိုးတဲ့အနေထားတွေပေါ့နော်ဒီကုလသမဂ္ဂရဲ့ကုလသမဂ္ဂမှာပဲဥကြုံမထုံးရလဲဒါကိုကန့်ကွက်တယ်ညပုံကျဲတက်ခိုက်တဲ့လူတွေတတ်တယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အေးအေးယူပေးကြဖို့နိုင်ငံတကာကဒီလိုမျိုးလေးရင်တွေပြန်တန်းနိုင်အောင်ပေါ့နော်အဲဂျင်းစီကိစ္စတွေတခြားဟာတွေ ပိတ်ဆို့ကြဖို့ဆိုပြီးတော့ဒါပြောနေတာလည်းရှိတော့အဲ ground ground တုံးသမကရောတကဘာလုံးပြန်ကျဲနေပေါ့နော်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဒါ western new တင်တဲ့အတိုင်းအဲ့ဒါတယောက်ဖြစ်တဲ့ကိုနာဖန်ညိုကိုလည်းပြေးချင်ပါတယ်နော်ဥမောင်တို့ပြောလို့ပေါ့နော်ဒါမြန်မာပြည်လေပိုင်းမှာလည်းစကိုင်းတိုင်းလိုနေရာမျိုးမှာဒီအပြင်းထန်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးလို့တိုင်းရင်းသားဒေသတွေမှာလည်းနေရာနဲ့ပေါ့နော်နေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်မှုတွေကလည်းရှိနေတယ်လူသိပြင်အခိုင်အမာတွေကလေကြောင်းတိုက်ခိုက်မှုတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါလားခင်ဗျာ ဟုတ်ကဲ့အခုပြတော့ရင်အခုဒီစခိုင်းပြီးမှာဆိုလို့ရှိရင်ဒီရက်ပိုင်မှာဆိုလို့ရှိရင်တော်တော်ဆိုးဆိုးဝါးဝါးကိုပဲဒီလေချောင်းကနေပြစ်ခတ်မှုတွေလုပ်တယ်ပေါ့နော်အထူးသဖြင့်ကတော့စစ်ကောင်စီကဒီအေကနေပြင်ပိတ်ထားတဲ့မြို့နေတွေပေါ့နော်ဒီရသေတောင်လို့ဆိုလို့ရှိရင်ပြီးကြတဲ့ဒီမေလ23ရက်နေ့ကပဲဒီပြစ်ခတ်မှုလုပ်ပြီးတော့တော်တော်လေးကိုဟိုပြစ်ဆုံးမှုထိခိုက်တာမျိုးတော်တော်များတယ်ပေါ့နော်ကျွန်တော်သိရှိထားတာ23ရက်ပေါ့23ရက်မှာအာဒီ ထိခိုက်ဒဏ်ရာကတော့ပိုပြီးများတယ်ပေါ့နော်တေဆုံးလာတဲ့73ရောက်တေဆုံးသွားတယ်ပေါ့နောက်တစ်ခါကျွန်တော်တို့ဒီအာ14ရက်နေ့မှာပဲစက်တိုင်းဒီကြောက်ဖြူကိုဒီကြောက်တုံကိုတက်ခဲမှုလုပ်တယ်အဲ့ဒီမှာလဲအာဒီအရသာတွေတော်တော်လေးသေချာတယ်ပေါ့နော်ဒီစက်တိုင်းပဲမနေ့ကလည်းဖြတ်ပြီးတော့15ရက်နေ့မှာပဲကြောက်တုံမျိုးဒီမနေ့ကဖြစ်တဲ့နေရာမှာပဲဖြတ်ပြီးတော့လာပြီးဘုံချစ်တယ်ပေါ့နော်ဆိုတော့အဓိကတော့ယူရရှိရှိနဲ့တော်တော်လာချေးတယ်ပေါ့နော်ဒီနေရာမှာအရသာတွေနေထိုင်တယ်ဒီနေရာမှာ ဒီအထက်ကဒီဟိုသူတို့ကျွန်တော်ကြားလာကဒီနေရာမှာမနေ့က Facebook မှာနေတယ်ပေါ့နှစ်ယောက်ပဲဖြေသွားတယ်ဆက်ကျွန်တော်၁၄ရက်နေ့ချေးတာကထပ်ပြီးတော့ချေးတဲ့အခါမှာ၁၅ရက်နေ့ထပ်ချေးရမှာ၁၃ရက်အထီးမထမနေဘောနော်ထိပ်ပြတန်ရရယ်ပုံပြရတယ်အဲ့ဒါမှတစ်ဆုံးကကျွန်တော်မနေ့ကတတင်းရသည်ခုနှစ်ယောက်ထိရှားတယ်ဘောနော်ဒါဒီတက်ခတ်မှုကတို့ကအယိုးအယိုးတန်ဘောနော်တရားသားတွေကိုတက်ခတ်တာအယိုးတွေနဲ့ပါလာတယ်ဘောနော်အထူးတကယ်ကတော့ကျွန်တော်ရခိုင်မှာ ပြီးခဲ့3လ4လောက်ကပဲဒီဒီနေဆောင်တက်ခတ်မှုတွေမရှိလို့ပြောရမှာပေါ့နော်အဲဒီဇက်ပိုက်မှာအာဒီကြောက်ဖြူတို့ဒီချက်သေးတော်တို့ပြီးတော့နောက်တစ်ခါအခုကြောက်တို့တို့အဲ့ဒီမျိုးနေကိုပဲတောက်ဆောင်ချေးတယ်ပေါ့နော်တောက်ရုပ်ချေးရခမာလေးဒီအဲဒီကလူနေတဲ့အဆောက်အုံပို့ပြီးတော့သူပြစ်မှတ်ထားပြီးချေးတယ်ပေါ့နော်ဆက်တိုက်မယ်တုံးရဆက်တိုက်မယ်အာစစ်တကအဲ့လိုချေးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတက်မှာကျွန်တော်တို့ဒီဆေးကပြေဆုံးတော့ပြေဆုံးသူစုစုပေါင်းအလုံး၁၀ မဆွေကျော်ရှိပြီပေါ့နော်ဒီ၃ရက်အတွင်းမှာအစစ်တပ်ကဒီကြောင်ကလည်းပြစ်ခတ်လို့ဒီထိခိုက်ဒဏ်ရာတော့ကျွန်တော်၆ဆွေကျော်မီလီမာရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါဒီကြောက်ဖြူကိုလေဒီဒီပြစ်ခတ်မှုတွေလုပ်တယ်ကြောက်ဖြူမှာဆိုလို့ရှိရင်အဲတိတ်ဝဲတွေဖြစ်ဖြစ်ဖြစ်မဖြစ်တဲ့နေရာတွေကိုဒီအရသာနဲ့နေထိုင်တဲ့နေရာတွေအထူးသဖြင့်အဲ့လိုဘုံချစ်တက်ခိုက်တာပေါ့လေဒီဒီဒါပေမဲ့တစ်ဖက်မှာကတော့ဒီကြောက်ဖြူရဲ့ဒီပိုင်လိုင်းစီမံကိန်းတွေရှိတဲ့နေရာမှာအာခက်ဝဲဝဲမှာတော့တိတ်ဝဲတွေဖြစ်နေကြတာပေါ့လေတစ်ဖက်မှာကတော့ဒီဘက်မှာအာ ဒီတပွေးမဖြစ်တဲ့နေရာတွေကိုအရိုးနဲ့လာပြီးချေးတယ်ပေါ့နော်ဆိုတော့အဓိကအေးထိန်းချောင်းတဲ့နေရာတွေကိုအများသဖြင့်ချေးရလို့ကျွန်တော်တို့ပြီးတော့သုံးသပ်ဖြုံးလို့ရတယ်ဆိုတော့စက်တိုက်ပဲဒီဒေတာခံတွေကတူတူလေးကိုစိုးရင်နေတဲ့အနေထားရှိတယ်မနေ့ကဆိုလို့ရှိရင်အာတောက်တူဆက်မှာတူတူလေးကိုထင်းထင်းလေးဖြစ်သွားရတယ်ပေါ့ဒီလေးအကုန်မျိုးတွေကနေအမျိုးကနေအကုန် အဲဘေးလို့ရအောင်ထွက်ပြေးကြတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့တော်တော်များများတရားရခိုင်လုံးမှာဈေးစီရခိုင်လုံးကပဲကျွန်တော်တို့လက်ရှိအနေအထားဒီမျိုးပေါ်မှာရှိနေသေးတဲ့အနေအထားရှိတယ်အကုန်လုံးရှောင်ပြေးတဲ့သဘောဖြစ်သွားတာပေါ့နော်ဆိုတော့အဓိကဟိုဒီစစ်ကောင်စီကတော့ရက်ကဒီဒီဒီ AA ရဲ့ taste ဒီနေမျိုးတွေကိုတိုက်ခတ်မှုမလုပ်ပေးနေတဲ့ဒီအချက်သားတွေရှိတဲ့နေရာကိုပဲဒီရွေချက်ရှိဒီမျိုးပေါ်အဲ့လိုပြစ်ထမှုလုပ်တာကဒါလုံးလုံးဟိုဆိုးဆိုးဝါးဝါး အလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီနောက်နောက်တစ်ခါကျွန်တော်တို့ဒီကြောက်ဖြူအပြင်တခြားကြောက်တော့အပြင်ပေါ့နော်တခြားမျိုးနေတွေကိုလည်းအဲ့လိုပြစ်ခတ်မှုတွေလောက်လာမှာကိုဒေတာခဏလေးအရင်ကိုအစိုးရင်ပူပယ်မှုတွေရှိတယ်ဆိုတော့မနေ့ကဆိုရင်အင်တာနက်တွေဒီအာဆိုဆိုအောင်ပြတ်တော့သွားတယ်ပေါ့နော်ကျွန်တော်တို့ဆိုတော်တော်လေးကိုဒီဒီဒီသတင်းတွေရဖို့အရင်ကိုအာဆက်ချာပါမနဲ့ကျွန်တော်တို့လုံးရတဲ့အနေအထားရှိတယ်ပေါ့နော်နောက်တစ်ခါဒီရခိုင်ပြည်နယ်အထူးသဖြင့်ကျွန်တော်တို့မြောက်ပိုင်းမြို့နယ်တွေကိုစစ်တပ်က ဒီပြီးခဲ့တဲ့2013လိုမှာ73နှစ်ကစပြီးတော့အဲပိကက်တက်ခဲမှုဖြစ်ပြီးနောက်ပိုင်းမှာဒီအကောင်လုံးကိုဒီဟိုဒီ internet တွေရောဟိုဖုန်းတွေတွေအကုန်ပြတ်တော့သွားတယ်နော်လုံးဝဖြတ်လိုက်တာအခုဆိုရင်လုံးဝဆက်လို့မရဘူးဆက်တွေ့ရတဲ့ line line တွေရှိတယ်ပေါ့နော်အဲ the starling ကနေတစ်စင်အဲကျွန်တော်တို့ဒီဒီသတင်းသမားတွေကဆက်တွေ့ရတယ်မိသားစုတွေဆိုပြီးရှိရေအဲဒီသတင်းတွေတက်ခဲမှုခံရတဲ့ပေးဆုံးတဲ့သူတွေရဲ့လူတွေကိုမေးတဲ့အခါမှာလေဒီ starling ကနေတစ်စင်ကျွန်တော်တို့ ဆက်သွေးမေးရတာပေါ့နော်ဒီတစ်ဖက်မှာအရန်ကိုခက်ခဲတဲ့အနေသားရှိတယ်ဒီအချိန်မှာအဲ့လိုဘုံးလေလာချလာချတဲ့အခါမှာဒီသတင်းတိကျမှုကတော့တစ်ဖက်မှာဒီဆိုဆိုဝါဖြစ်သွားတာပေါ့လေစစ်ကောင်စီရဲ့လုံရက်ကတော့ဒီရက်ပိုက်မှာဆိုလို့ရှိရင်အရန်ကိုအဲဒီဆိုးရတဲ့လုံရက်လေးဖြစ်တယ်နောက်ထပ်လေးဒီဘုံချင်းဖို့ဆိုတော့အတန်တွေထွက်လာတဲ့အချိန်မှာဒေသခံတွေစိုးရိမ်မှုကဒီအရင်ကတည်းကပုံပြီးတော့ဒီရာခိုင်နှုန်းအပြည့်မြင့်တက်သွားပြီလို့ပြောလို့ရပါတယ် โอเคပါဒီလေချောင်းရံကာဝေးနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကြားမှာ awareness ဆိုတော့ဘယ်လောက်လောက်ရှိလဲပေါ့ဘယ်လိုမျိုးပြင်ဆင်ထားလဲပေါ့လူသေပြောက်နေအောင်လို့ရခိုင်ဒေသမှာဒီဒီချောင်းပေါ်လာခြင်းဘယ်လိုလုပ်ရမလဲဆိုတဲ့အားမျိုးတွေရောပြန့်ချီတာကြားရပါခင်ဗျာပြည်သူတွေနှစ်ကတော့ဒီ ULA တာဝန်ခံပေါ့လေဒီပြန်ကြားရေးဌာနကဥခံဒုက္ခပြောသွားတာတခုရှိပါတယ်ဒီတချို့မျိုးတွေဒီမှာလေချောင်းအာဒီအတတိပေးချက်တွေပေါ့နော်လုတ်ဆောင်နေတယ်ဆိုပြီးတော့ပြောတယ်အဲကျွန်တော်ကြားတာတော့တချို့မျိုးတွေဒီမှာ ရှိတယ်ပေါ့နော်ဒါပေမဲ့လက်ရှိအချိန်ထိအဲ့ဒီကတော့အထိရောက်မှုရှိတယ်လို့ကျွန်တော်မမြင်ဘူးပေါ့နော်အထူးသဖြင့်ကတော့ကျွန်တော်တို့ဒီမနေ့က6တုံမှာဖြစ်စီမှာဖြစ်သွားတယ်ဆိုလို့ရှိရင်ဒါပထမတစ်ချိန်ကျဲပြီပေါ့နော်ဒုတိယတင်နေထပ်ပြီးတော့နောက်တည့်ရလာချည်တယ်ပေါ့ဆိုတော့ဒါကအာဒါဆိုဆိုဝါလေးဖြစ်တယ်ပေါ့နော်ဒါတတိပိချက်အရင်တော့အားနေတယ်ပေါ့လေဆိုတော့တေချာတခုကတော့ဒါတတိပိချက်ကိုမျိုးနွယ်တိုင်းမှာအသိမ့်မိထားတဲ့မျိုးနွယ်တိုင်းမှာလွတ်ရမယ်နောက်တစ်ခုကတော့ ီဘုံခိုချင်းနေပေါ့နော်ဘုံခိုချင်းနေမရှိဘူးလို့ကျွန်တော်သိရတယ်ပေါ့နော်ကျွန်တော်မြေပေါ်မှာသတင်းတောက်တမိတွေကအဲ့လိုဘုံခိုချင်းနေနေတယ်ပေါ့နော်အဲ့လိုအပြစ်ပြချက်ပေးတဲ့အခါမှာဘုံခိုချင်းဝင်ရမှာဟာကိုသိတယ်ဒါပေမဲ့ဟိုဒီဘုံခိုချင်းတူးတဲ့တူးတဲ့အချင်းအလေးထားကအရင်အားနေတဲ့တော့ဒီတိစုံကပုံပြီးညက်တက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခါရှစ်သိတော်မျိုးနေမှာဆိုရှင်ထောင်းရောင်းဝစ်ဆိုတာဒီရွာရွာကြီးပေါ့နော်တင်ရတဲ့အရန်ကိုညာတဲ့ရွာလေးဖြစ်တယ်ဒီရွာတွေမှာ အတိပ္ပစနစ်ကရှိမနေဘူးလို့ကျွန်တော်သိရတယ်နော်ရွာကိုသူကနှစ်ပတ်သုံးပတ်လောက်အဲ့လိုပတ်လိုက်တာပတ်ပြီးမှဒီရွာကိုအပေါ်ကနေဘုံချစ်တာပေါ့နော်ဒါဒါကိုကြိုပြီးရွာလူတွေတိနေတယ်ဒီထက်ပွက်ကောင်းဆောင်တွေကလည်းတိသွားတယ်နော်ဒါပေမဲ့အချိုးရင်ပြင်ဆင်မှုတွေအားနေသွားတဲ့အခါမှာဒီတိဆုမှုကပုံပြီးညက်တက်သွားတယ်တော့ကျွန်တော်တို့ပြောလို့ရတာပေါ့ဒီနောက်နောက်တစ်ပတ်မှာတော့ကျွန်တော်ဒီအထူးသဖြင့်တောင်ပိုင်းကမျိုးနေမှာဆိုရှိတယ်သတိပိတ်ချက်တွေလုံးဝရှိမနေဘူးအထူးသဖြင့်ကတော့ကျွန်တော်အန်တို့တောင်ကုန်းတို့ဒီတန်တိုးတို့ဖက်မှာဆိုရှိရင်ဒီအဲ နေကြောင်းရံကိုကောက်ကူဖို့တဲ့သူသတိပစ်ချက်ခရင်ကိုဒီဆိုးရတယ်လို့ပြောလို့ရတယ်ရှိမနေဘူးလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုလိုပြောပြပေးတာဒီလိုမျိုးပေါ့နော်ဒီစာတင်ကြောင်းလေးဆေးဘေးကနေအရသာပြည်သူကိုပြပတာတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂကဖွဲ့စည်းပေးတာလေဒီမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်ရာ IMM အဖွဲ့ကလည်းအချက်လက်တွေစုဆောင်းနေပြီးတော့အဲ့ဒီချိန်မှာဒီလိုလောက်ရတွေကိုကျွေးလွန်သူတွေအတောင်းအယူတောင်းခံရမှာဖြစ်ပါတယ်။နိုင်ငံကအနေနဲ့ဒီမြန်မာပြည်ထဲမှာတရားရုံးတွေမှာလည်းဒါ အချိန်မှတရားစီရင်ခံရမှာဖြစ်ပါတယ်။ဒီတရားမှုတွေမကောင်းမှုတွေကတော့စိတ်ကြွေရမရှိဘူးပေါ့နော်။တစ်ချိန်မှတော့ကျူးလွန်သူတွေကတနည်းတစ်ပုံနဲ့ပြန်ပြီးတော့ခံစားရမှာပါ။ဒါပေမဲ့လည်းဒါမှလည်းပေါ့နော်ကျူးလွန်နဲ့ခံရတဲ့ဖြစ်မဲ့ပြည်သူတွေကလေးငယ်တွေတရားမြတ်တော်မူရရှိနိုင်မှာဖြစ်ပါတယ်။ဘုဒ္ဓကနိုင်ငံတကာသတင်းတွေဆက်ပြီးကိုတောင်းထုတ်ကိုအလဲပေးခြင်းပါတယ်အခုသတင်းပတ်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရှိလေပိုင်းအာရဗ်နိုင်ငံကိုတွားခဲ့တဲ့ခီးစဉ်ပါတယ်ထူးခြားလဲဆိုတော့ကိုတောင်းထုတ်ပြပြပေးပါလားခင်ဗျာဒီအမေရိကန်သမ္မတ ထရမ်ရဲ့ဒုတိယတက်တန်းပေါ့နော်ဟိုဒုတိယတက်တန်းမှာတပါးဆုံးဟိုသူရတရားကြော်နောက်ပိုင်းပေါ့နော်သူတမတာဖြစ်ပြီးရတရားကြော်နောက်ပိုင်းမှာအဲနိုင်ငံတကာခီးစင်ပထမဆုံးခီးစင်ဖြစ်တဲ့အတွက်လည်းသူစိတ်ဝင်စားမှုများတာပေါ့လေစိတ်ဝင်စားမှုများတယ်နောက်တစ်ခုတိုက်ဆိုင်တာကရတရားအဲနောက်ပိုင်းမှာအဲ အဓိကတော့နိုင်ငံတကာဆိုတာ COI နဲ့ပတ်သက်ပြီးတော့ဗောနော်ကုန်သွယ်စစ်ဆရယ်ဗောနော်ကုန်သွယ်စစ်ဆရယ်အဲတရုတ်နဲ့အဲထိတ်တိုက်စီးပွားရေးကုန်သွယ်စစ်ဆရယ်အဲကိစ္စမှာနောက်ပြီးတော့ဒီတွင်းကုန်အခွန်တွေတွန်းမြင့်တဲ့ကိစ္စ tariff ကိစ္စဗောနော်အဲတွင်းကုန်အခွန်တွေတွန်းမြင့်တဲ့ကိစ္စနဲ့အဲ American ဒီထဲမှာဈေးကွက်မတည်ငြိမ်တာဗောနော်ဈေးကွက်မတည်ငြိမ်တာသူ tariff ကအဲတွင်းကုန်အခွန်တွေမြင့်တယ်ဆိုတဲ့ဟာကအဲညှိတယ်ဗောနော် သူကပရပေါင်းဆိုတော့ပြစ်တင်လိုက်တယ်ပြစ်တင်လိုက်ပြီးတော့တော့လိုက်လိုက်ညှိတယ်ပေါ့နော်အဲ့တော့ဈေးကွက်မှာကခဏမ်းမငိမ့်တာလေတောက်လျှောက်ဖြစ်တာပေါ့နော်အဲ့ဒီအပြင်ကိုအဲ့တော့ပြီးခဲ့တဲ့ခီးမသွားခင်ပါပဲတရုံနဲ့ညှိတယ်ပေါ့နော်တရုံနဲ့အဲတရုတ်ကိုယ်စားလှယ်နဲ့အမေရိကန်ကိုယ်စားလှယ်နဲ့ညှိတယ်အဲနောက်ဆုံးတော့စထရိတ်ဆိုင်းတယ်ပေါ့လေနော်စထရိတ်ဆိုင်းတယ်ဒီသွင်းကုန်တိုးမြင့်တဲ့145ရာခိုင်နှုန်းဆိုတဲ့ဟာကိုတိုးမြင့်တဲ့ကိစ္စကိုရ60ရွှေဆိုင်တယ်လောလောဆယ်မှာတော့အမေရိကန်ဘက်က30ရာခိုင်နှုန်း ကောက်မယ်တရုတ်ဘက်က10000ရာခိုင်နှုန်းကောက်မယ်ပေါ့နော်အဲအဲ့ဒါလိုမျိုးလောလောဆယ်အဲ့လိုဖြစ်သွားတယ်ဆိုတော့145ရာခိုင်နှုန်းလောက်ကြည့်အောင်ဆိုးဘူးဆိုဆိုပေမဲ့ရ90အတွက်မှာထပ်ပြီးတော့ညှိအောင်ပဲအပြန်အလှန်ညှိအောင်ပဲပေါ့နော်အဲ့တော့စီးပွားရေးကမတည်မကြမကြီးရာဖြစ်တာတွေကဒီ90တင်းမှာညှိနိုင်ပါမလားဆိုတော့ဟောလည်းရှိရ90တင်းမှာတော်သေးတာပေါ့လောလောဆယ်တော့ဈေးတွေအရင်မကြီးသေးဘူးနည်းနည်းတော့တက်သွားမယ်ကဲဆိုတာမျိုးတွေဖြစ်တယ်ပြီးတော့ကလေးတွေ အဲကစားရရုပ်နှစ်ရုပ်ရှင်တော်ရောပေါ့ဗောနော်အဲကစားရရရုပ်30မလို့ပါဘူးဆိုတော့အပြောမျိုးတွေပေါ့နော်အဲခဲတန်ခဲတန်လည်း၄၅ချောင်းရှင်တော်ရောပေါ့ဗောနော်ခဲတန်အချောင်း100 200တွေမလို့ပါဘူးပေါ့နော်အရင်နဲ့ပို့စီးပေးရမယ်အဲကိုကုန်ကြစိတ်မှာနည်းနည်းပို့ကုန်သွားမယ်အဲတော့သူ့ကိုအချိန်ပေးပါရေရှင်မှာ အမေရိကန်နိုင်ငံထဲကိုယင်းနည်းမျိုးနံပါတ်ပုံဝင်လာဖို့အတွက်သူ့ကိုအချိန်ပေးပါလက်တလုံးမှာခက်ခဲမှုတွေရှိနိုင်တယ်ဆိုတာမျိုးတွေကိုရောထွေးနေတာပေါ့နော်ပေပြီးတဲ့ရုပ်ောက်ပွဲတိုင်ငင်တော့ကဒီ day 1မှာလေကုန်စည်နှုန်းတွေအလုံးကျတော့လုပ်မယ်ဆိုပြီးအခုတော့ကုန်စည်နှုန်းပိုတက်လာတယ်ပေါ့နော်အဲ့တော့အမေရိကန်အစိုးရအခွန်ပိုလိုချင်တာအဲကြောင့်အဲပြည်သူလူထုမှာဈေးတွေပုံကုန်ပေးရတယ်ဆိုတာမျိုးတွေစတော့ဈေးတွေကျတာမျိုးတွေအဲ့လိုမျိုးတွေဝေဖန်မှုတွေအများဆုံးမြင့်တက်နေတဲ့အချိန်နဲ့တိုက်ဆိုင်တယ် ်နောက်တစ်ခုတိုက်ဆိုင်တာကကျတော့ဒီ Ukraine Russia စစ်ပွဲနဲ့ပတ်သက်ပြီးတော့ Putin Putin ကပြောတော့လူချင်းတွေ့ဆုံမယ် pre condition တွေအဲ့လိုကြိုတင်သတ်မှတ်ချက်တွေမရှိဘဲနဲ့စကားပြောမယ်စကားပြောတင့်တယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့နောက်ပိုင်းမှာဒီတိုက်တိုက်ဆိုင်ဆိုင်ပဲဒီဒီဟိုအမတူရကီမတ်ရီဒါမယ်ပေါ့နော်တူရကီမတ်ရီဒါမယ်ထရန်ကလည်းဇယ်လန်စကီကိုတွားစီခြင်းနဲ့ဇယ်လန်စကီကလည်းတွားမယ်ပေါ့နော်ဒါပေမဲ့ပူတင်ကရောက်မလာဘူးပေါ့နော်အဲ့ဒီဖြစ်စဉ်တွေဖြစ်နေတဲ့အချိန်မှာပဲဒီ Middle East crisis ပေါ့နော်ဂျီထရန်ရဲ့ အရှေ့လေဗန်ခီးစဉ်တော့အရှေ့လေဗန်ခီးစဉ်က၄ရက်ကြာခီးစဉ်၃နိုင်ငံခီးစဉ်စမတော်ခင်ကလေးကထရန်ကကြွေးကြော်ထားတာပေါ့လေကြွေးကြော်ထားတာအမေရိကန်မှာလာပြီးတော့ရင်းနှီးမြှုပ်နှံဖို့1 trillion ပေါ့1 trillion ဆိုတာက billion ပေါင်းတစ်ထောင် billion ပေါင်းတစ်ထောင်ဆိုတာကအဲဒေါ်လာတန်ပေါင်းတစ်သန်းပေါ့နော်ဒေါ်လာတန်ပေါင်းတစ်သန်းကျော်ဒီအမေရိကန်စီဝိုင်းမှာအဲဒီ ဒီ sorry ရကာတာရဲ့ UAE ရဲ့ဒီနိုင်ငံတွေကရင်းနှီးပင်လယ်ဝေးနိုင်ငံတွေပေါ့နော်ရင်းနှီးတထင်းနိုင်ငံတွေအာရက်ဆော်ဝါနိုင်ငံတွေကရင်းနှီးနှုတ်နှံမှုအတွက်သူအလိုမှန်းလဲဆိုပြီးတော့အဲချိုတင်ပြောခဲ့တယ်အဲ့တော့ဒီခီးစဉ်တစ်ခုလုံးခြုံကြည့်မယ်ဆိုတော့ပေါ့နော်ခီးစဉ်တစ်ခုလုံးခြုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ကုပါရင်းစမြင်ရတာပေါ့နော်ဟိုဈေးရောက်ပွဲတော့လုပ်သလိုပဲပေါ့နော်ဈေးတည်းအစံနေဈေးရောက်ပွဲလုပ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဘာဟို စာချုပ်တွေပေါ့နော်ဒီဟိုဟာတွေလက်နက်တွေကတော့တန်နေရဖို့ရောင်းရပြီလို့နော်ဒီဘုန်းဆက်အစီနေရဖို့ရောင်းရတယ်လို့ပြီးတော့ AI မှာရင်းနှီးမြှုပ်နှံဖို့အတွက်ဒေါ်လာဘီလီယံဘောင်ဘလောက်စသဖြင့်ပေါ့နော်ပြီးတော့ဒီစီဝိုင်းနဲ့ပတ်သက်ပြီးတော့ဒီ American လက်နက်လက်နက်ပစ္စည်းတွေ American လေယာဉ်တွေနော် American ဒီပညာဖြစ်တဲ့ဒီ AI တို့ပြီးတော့ microchip ပေါ့နော်ဒီ microchip တွေရောင်းချခွင့်ပေးမယ်ပေါ့နော်ဒီ Arab နိုင်ငံတွေပေါ့နော် Arab Sabah နိုင်ငံတွေ Arab Sabah နိုင်ငံတွေနဲ့ အဲစီပါရေးအကြောင်းတွေပဲကျွန်တော်တို့အထူးပြုပြီးတော့ highlight လုပ်တာတွေ့ရတယ်။ဒါပေမဲ့ဒီဒီဒီခီးစဉ်တဲမှာအဲ ဟိုဝေဖန်ခံရတာတွေလည်းရှိတာပေါ့နော်အဲအစ္စရေးပါလက်စတိုင်းမှာဂါဇာမှာပါလက်စတိုင်းတွေတန်းနဲ့ချီပြီးတော့အခက်ခဲတွေဖြစ်နေတော့ပဲနော်အစ္စရေးကလည်းတိုက်ခိုက်နေတော့ပဲဆိုတော့အခြေအနေပေါ့နော်အစ္စရေးကိုမသွားတဲ့ကိစ္စပေါ့နော်အစ္စရေးပါလက်စတိုင်းကိစ္စကိုတိတ်ဦးစားမပေးတဲ့ကိစ္စစီးပွားရေးကိုပဲဦးစားပေးတဲ့ကိစ္စနောက်တစ်ခါဒီ sorry arabia တဲ့ UAE နဲ့ Qatar နဲ့ကဒီလူခွင့်ဦးစားမပေးတဲ့နိုင်ငံတွေပေါ့နော်ဟိုစီးပွားရေးပဲဦးစားပေးပြီးတော့ဒီရောင်းဝယ် အဲကိစ္စတွေပဲဥစားပေးတယ်ပေါ့နော်ကင်ကင်းတန်းတွေပဲဥစားပေးတယ်ဆိုပြီးတော့အဲဝေဖန်တာတွေရှိတယ်နောက်တစ်ခါဒီဒီထူးခြားအဲသူကြတာကဒီစီးရီးယားကမကြသေးခင်ကမှဒီဟိုဖြစ်တဲ့စီးရီးယားမှာအနာရလာတဲ့အဲခေါင်းဆောင်ပေါ့နော်ဒီရှာရာပေါ့နော်မာမက်အာမက်အရှာရာဆိုတာအဲတွေ့တယ်အဲ့တော့ sorry အာရေဘီယားကအထူးကကမကထားပွဲစားလုပ်ပြီးတယ်ပေါ့လေအဲစီးရီးယားနဲ့တွေ့တယ်စီးရီးယားကိုချမှတ်ထားတဲ့ American အရေးကြီးပိတ်ဆို့မှုတွေ ကရလိုက်မယ်ခုံးတဲ့အာဆီးရီးယားပြတိုင်းထူထောင်ရေးအတွက်ကူညီပေးမယ်ပေါ့နော်ဒါဆီးရီးယားဘက်ကလည်းဒီအာအစ္စရဟင်အက်ကော့ဆိုရှိတယ်ဗျအစ္စရဟင်အက်ကော့ကဒီအစ္စရေးနဲ့အာရကဘာချားမှာနော်မနိုက်စ်အခြေအနေပေါ့နော်ဆက်ဆက်ပြန်လည်ထူထောင်ရေးအတွက်အစ္စရဟင်အက်ကော့ပေါ့အစီရီးယားကလည်းအဲ့ဒီအစ္စရဟင်အက်ကော့မှာပါဝင်မယ်လက်မှတ်ထိုးမယ်ပေါ့နော်အမ်အဲ့လိုမျိုးဟိုဆီးရီးယားကိုဒီဒီဆီးရီးယားကဒီဟိုကျွန်တော် ရှိမှတိတ်ခဲ့တယ်ဆိုရှင်ရုရှားအထောက်ကူတွေရှိတယ်เนาะတရုတ်ရဲ့အထောက်ကူတွေရှိတယ်အဲစတီးဗီယံမှာအဆုခွဲပေါင်းများစွာရှိတယ်เนาะအခုအခုကတော့တူရကီကဘက်ကပ်ပေးတယ်အမေရိကန်ရဲ့မဟာမိတ်ပေါ့เนาะအထူးကမဟာမိတ်ဖြစ်တဲ့တူရကီကဘက်ကပ်ပေးတယ်အဲအဆုပေါ့เนาะအဲ့တော့ Syria ခေါင်းဆောင်ကခုလိုရှိတဲ့အချိန်က Syria ခေါင်းဆောင်က American dollar 7သန်းထုတ်ခဲ့မှုတဲ့စွန့်ဝေးစွန့်ဝေးထုတ်ခွေအကြမ်းဖက်ဒီလာဆွဲရှိတယ်။အဲခိုင်အဲခိုင်လာနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့မှုတွေညာဆိုရင်လည်းရှိတယ်အဲဆိုတော့အဲ့ဒီကိစ္စကတော့ဒီ American နိုင်ငံကိုကတော့ကဲဒီတော့ဒီမှာတဲ့အပြောင်းလဲပေါ့လေတစ်ဖက်ကကြည့်ရင်လေ Syria က Iran ဘက်ပါမသွားအောင်ပေါ့နော်အဲအဲ့လိုမျိုးတို့လည်းယူဆကြတာပေါ့နော်အဲနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကဒီ American ရဲ့အစင်လာတိုင်းဆိုလို့ရှိရင်ဒီအရှေ့လေးပဲနိုင်ငံတွေနဲ့ပတ်သက်ပြီးပြောပြီးဆိုလို့ရှိရင်ဒီ Fight for Security ဆိုတဲ့ဟာရှိတယ်ပေါ့နော် ဒီရင်းနှီးပို့ထုတ်လုပ်မယ်လုံခြုံရေးအတွက်ဒါဝင်ယူမယ်ပေါ့ဒါပေမဲ့ American ကအခုရင်းနှီးကိုကိုယ်ပိုင်ထုတ်လုပ်ဖို့အတွက်ကိုသွားနေတယ်ဆိုတော့ why for security ရင်းနှီးပို့ထုတ်လုပ်ခွင့်ပေးပြီးတော့လုံခြုံရေးတာဝန်ယူမယ်ဆိုတော့အဲ့ကိုမဟုတ်ဖဲနဲ့ဒီရှေ့လေပိုင်းနိုင်ငံတွေကကြတော့လေရင်းနှီးပေါ်မှာပဲအားပြုလာမဟုတ်ဖဲနဲ့အဲနီးပညာပေါ့နော်နီးပညာအဲခေစားတွေပါလာတယ်နောက်တော့ Starling နော် Starling ကိုဒီရှေ့လေပိုင်းမှာတုံးဟိုပြုလို့တုံးလာဖို့ ကိစ္စတွေပါတယ်ပြီးတော့ AI ပြီးတော့ micro chip ကိစ္စတွေပြီးတော့လက်နက်တွေအဲလက်နက်တွေနောက်ပြီးတော့ဒီ Boeing လေလေကြောင်းလိုင်းတွေပေါ့နော်နောက် American အစင်းနဲ့လက်နက်တွေကိုဒီဒီ RS နိုင်ငံတွေပေါ့နော် RS RS sorry Qatar ရဲ့ UAE ရဲ့ဒီနိုင်ငံတွေမှာတိုးမြင့်ပြီးတော့ရောင်းချပေးတဲ့အတွက်အဲ data အတွင်းမှာလက်နက်အပြိုင်ဆိုင်တက်ဆန်ဖို့ကပိုများလာမလားလူခွင့်ချုပ်ဖို့တဲ့နိုင်ငံတွေ အဲ့လိုခွင့်ဆက်မှတ်တမ်းတိတ်မကောင်းတဲ့ဒီ RSOR နိုင်ငံတွေစေတယ်ပိုင်းဒီနေ့တော့သိနိုင်ငံတွေအဟိုလည်းနဲ့နည်းနည်းရောင်းချပေးတဲ့အတွက်အပို့ပြီးတော့အစီအလံပြင်ခါပို့ပြီးရှုပ်ဖိမှုတွေဖြစ်လာမလားဆိုပြီးတော့ဝေဖန်တာတွေလည်းရှိတယ်အဲနောက်တတိယပို့ပြီးတော့ဒီမီဒီယာတွေမှာအဲဝေဖန်ကြတဲ့အထက်မှာတော့ဒီ Trump ကသူ့ရဲ့ Trump Organization ဆိုရှိတဲ့သူ့ရဲ့တာအဓိက run နေတာပေါ့နော်ဒီ sorry မှာရဲ့ Qatar မှာရဲ့ UAE မှာရဲ့ ဒီတာဝါကြီးတွေပေါ့နော်ထရမ့်တာဝါပေါ့နော်အထက်မြင့်ထရမ့်တာဝါတွေပြီးတော့ထရမ့်ခေါက်ကွင်းတွေပြီးတော့အဲ့ဒီအာဘာဘာကြီးအင်ညာတွေပေါ့နော် resort resort တွေစောက်တဲ့ကိစ္စတွေပေါ့နော်ဒေါ်လာဘီလီယံ၅ဘီလီယံလို့အဲ့လိုမျိုးတွေတွေ့ရတယ်အဲ့တော့အော် American တပ်လာတရားအနေနဲ့ဒါကိုကျိုးစီးပွားနဲ့ထိတိုက်တွေ့မှုပေါ့နော် conflict of interest ပေါ့နော်အဲ့ဒီကိစ္စတွေလည်းပါဝင်နေရဆိုပြီးတော့ဟိုကိုယ်ပန်ပြောဆိုရလဲရှိတယ်အဲ့ဆိုတော့ဒီ ဒီခီးစင်တစ်ခုပေါ့နော်ဒီ၄ရက်ကြာခီးစင်ပေါ့နော်ဒီ sorry sorry ရဲ့ကာတာရဲ့ UAE ရဲ့ခီးစင်ပါလို့ကျိုးစိုးသူ့ကိုတခဏတည်းချိုးစိုးကြတာလေတွေ့ရပေါ့လေအဲ့တော့ကင်ကနန်တွေကလည်းအဲ့တော့တော်ကြာတက်လာလိုက်တော်ကြာတက်လာလိုက်ပေါ့လေကင်ကနန်တွေကနည်းနည်းချဲ့ကားတယ်ဆိုပြီးတော့ဝေဖန်တာမျိုးတွေလည်းရှိတယ်ဘာကြောင့်ဆိုတော့ခုမှကာတာဆိုလို့ရှိရင်ကာတာဆိုလို့ရှိရင်ဒီဆီလနဲ့တိုက်လျင်တွေဒေါ်လာဘီလီယံ100ဘိုးဆိုတဲ့သဘောတူညီချက်ကတကယ်လက်တွေ့ဖြစ်မလာလို့ရှိတယ် အဲ့ဒီချက်ကဟိုးလွန်ခဲ့တဲ့2017ကလေးကသဘောတူခဲ့ပြီးတော့ကိုရတိဖြစ်မလာတဲ့အားတွေလည်းရှိတယ်ဆိုတော့ကိငနန်းမှာအခြေကားပြောဆိုမှုတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့လိုဝေဖန်တာတွေလည်းရှိတယ် American စီးပွားရေးပိုကောင်းလာဖို့အတွက်ပေါ့နော် American စီးပွားရေးစီးပွားရေး recession stagflation အဲ့လိုအလားအလာတွေရှိနေတဲ့အချိန်မှာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေပိုပြီးတော့ငါရှာပေးနေတယ်ဆိုတော့ပုံရိပ်ကိုလည်းပေါ်ပေါ်ပြနိုင်တဲ့သဘောမျိုးပေါ့နော်အဲအဲ့ဒီမျိုးကိငနန်းတွေကတော့အဲ တချို့ချဲ့ကားတဲ့သူတွေဆိုလို့ရှိရင်တော့เนาะ3 trillion 10 trillion တဲ့လောက်ထိစီးပွားရေးစာချုပ်တွေချုပ်ဆိုနိုင်ခဲ့တယ်ဆိုပြီးတော့ချဲ့ကားပြောတာမျိုးတွေလည်းတွေ့ရတယ်အဲ့တော့ကျွန်တော်ပြောရင်တော့ issue တွေတော့နည်းတော့ရှုပ်ထွေးနေတဲ့သဘောရှိတယ်ဒီ3လေးရဲ့ဆိုတော့ဒီ Putin တစ်ဖက်ကပြန်ကြည့်ရင်လေအဲ့ဒီ Putin တို့ဒီ Russia တို့တရုတ်တို့ကလည်းသူတို့က Iran Iran နဲ့ အမဟာမိတ်တွေဆိုတော့ဒီအရှေ့လေလိုင်းမှာဖြစ်နေတဲ့အလက်နက်အရောင်းအဝယ်အခင်းချင်းတွေအမေရိကန်နဲ့နိုင်ငံရေးဆက်ဆံမှုအခင်းချင်းတွေကိုချိန်ပြီးတော့အီရန်ဘက်ကလည်းပါဆက်လုပ်မလဲဒီတရုတ်တွေရုရှားတွေနဲ့ဒီ geopolitical ပေါ့နော်အင်အားစုတွေရဲ့ balance ကဘာတွေဆက်ဖြစ်လာမလဲအဲဆက်ပြီးတော့အဲ့ဒါတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်သဘောလို့ထင်ပါတယ်ဟုတ်ကဲ့ပါ။ဒါမဲ့ဒီပတ်ဒီမှာလည်းမြန်မာနိုင်ငံကမှာအချိန်နဲ့မြန်ဖြစ်ဖြစ်နေတဲ့တည်နေနဲ့ပတ်သက်ပြီးတော့ဆက်လက်တိုက်ဆက်ပြီးဖို့ရှေ့ကြောင်းပြောပြနေတယ်ပဲ။ ဒီ season ကိုအဆုံးသတ်လိုက်ပြန်ပြီခင်ဗျာဒီ season မှာပုံမှန်ရှင်းလင်းပေးကြတဲ့ DB ဖွဲ့သားတွေကိုရော Western New Data ထဏာက data ကိုဝနာခွန်ညုံနဲ့ကြီးရှုရပြရတဲ့ဒီပြည်သက်တွေအားလုံးကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ